အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါဆိုဒါ Premier League ပြိုင်ပွဲကိုကမ္ဘာနိုင်ငံပေါင်းအားလုံးနီးပါးမှာပြသနေတဲ့အချိန်မှာအခုချိန်ထိ Premier League မကြည့်ရတဲ့နိုင်ငံတွေအများကြီးရှိတယ်။ဟိုနိုင်ငံမတိုးတက်တာတို့နိုင်ငံတွင်းပြဿနာတွေပြိပခါတွေကြားထဲမှာဖြစ်နေတဲ့အခြေအနေတွေအားလုံးကနေဒါ Premier League ပြိုင်ပွဲကြည့်ဖို့ဆိုတာခက်ခဲတဲ့အခြေအနေတွေအများကြီးရှိကြတယ်ဥမာ ီပြည်တွင်းစစ်ဖြစ်တာတို့နိုင်ငံတော်တော်များများမှာဖြစ်ကြပါမယ်အတိုင်းကတူကြီးတော့အင်တာနက်ဆိုရှယ်မီဒီယာကောင်းတာတို့အင်တာနက်ကောင်းရင်ကြည့်လို့ရပါမယ်ဒါပရီးမီးယားလိပြိုင်ပွဲကိုလုံးဝကြည့်လို့မရတဲ့နိုင်ငံကမြောက်ကိုရီးယားနိုင်ငံမြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့ကင်ဂျုံအန်ကပရီးမီးယားလိပွဲစဉ်တွေကိုသူတို့နိုင်ငံမှာဘယ်တော့မှမပြသေးဘူးဆိုတော့သူတို့ကအခုလက်ရှိမှာကမ္ဘာပရီးမီးယားလိပြိုင်ပွဲကိုလာမယ့်ရာသီလောက်စပြီးတော့ပရီးမီးယားလိပွဲတွေကို မြောက်ကိုရီးယားနိုင်ငံမှာပြသဖို့သူတို့လက်ခံမယ်သဘောတူမယ်ပေါ့လေအဓိကကမ္ဘာနိုင်ငံမှာရှိတဲ့ broadcasting တွေတော်များများကလည်းအဲ့နိုင်ငံကိုပြသစီခြင်းနဲ့ Premier League ပြိုင်ပွဲကြီးကိုပြစီခြင်းနဲ့ဒါပေမဲ့ကင်ဂျွန်အန်တို့ကလုံးဝလက်မခံဘူးဒါပေမဲ့အခုဒါပေမဲ့ရာသီလောက်မှာစပြီးလက်ခံပွဲရှိချောင်းဒါ Guardian သတင်းစာကဖော်ပြထားတယ် Guardian ရဲ့ report မှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်က Premier League ပွဲတွေကိုသူတို့နိုင်ငံမှာပြရင်သူတို့တောင်းဆိုတဲ့အချက်တွေရှိတယ် အဲ့ချက်တွေကိုလိုက်ရောမှပဲသူတို့နိုင်ငံအတွင်းမှာပရီးမီးယားလိပွဲစဉ်တွေကိုရုပ်တံကပြသခွင့်ပြုမယ်လို့ဆိုထားတယ်။သူတောင်းတဲ့ပွဲစဉ်တွေကဘယ်ပရီးမီးယားလိပွဲမဆိုသူတို့နိုင်ငံမှာရုပ်တံကပြသမယ်ဆိုရင် live ပြသခွင့်ရရှိမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြည်သက်တွေအားလုံးဟာတိုက်ရိုက်ကြည့်ရှုခွင့်တပွဲမှရှိမှာမဟုတ်ဘဲနဲ့အဲ့ပွဲတွေအားလုံးကိုသူတို့ broadcast ကနေပြန်ပြတဲ့ခါမှာ editing လုပ်ပြီးတော့မှ ပြသမှာဖြစ်တယ်။အဲ့ကနံပါတ်1အချက် နံပါတ်2အချက်ကတော့အဲ့ပရီးမီးယားလိပွဲစဉ်တွေပြသနေတဲ့အချိန်မှာတောင်ကိုရီးယားကစားသမားတွေပါတဲ့ဟာကိုသူတို့ဘက်က ဖြုတ်သွားဖို့ဖြုတ်သွားမယ်ဆိုတော့ပရီးမီးယားလိပွဲပွဲမှာအထားပါတော့ကိုရီးယားကစားသမားတယောက်ဒီသင်းတစ်သင်းမှာပါလာပြီဆိုတာနဲ့အဲ့အဲ့ကစားမကိုသူတို့ဘက်ကချက်ချင်းဒီစပီးယားဖြစ်အောင်လုပ်ဖို့သူတို့ဘက်ကထည့်သွင်းမယ်နံပါတ်3ချက်ကတော့ဒါပရီးမီးယားလိပွဲစဉ်တွေအားလုံးပုံမှန်အားဖြင့်ဘောလုံးပွဲတစ်ပွဲကိုမိနစ်60ကန်ရတာဖြစ်ပေမဲ့ သူတို့ဘက်မှာအခြေအလောက်မပေးဘူးဆိုတော့ဘလုံးပွဲကမိနစ်60ပြည့်ပြီမဲ့သူတို့ကအိုက်ပွဲကို live ပြတာကိုမရတဲ့အတွက်ပြန်ပြီး editing လုပ်မှဖြစ်တဲ့အတွက်ကြောင့်ပွဲကိုမိနစ်60ကနေမိနစ်60ထိမိနစ်30ဖြတ်ပြီးတော့60ပဲပြတနာရီပဲပြကျန်တာရီစိတ်ဝင်စားဘူးမိနစ်60မိနစ်ပါနေဘလုကန်ကန်အဲ့တော့အစိုးရတွေက live မပြဘူးလို့ပြောတာကြောင့်စိတ်ကြိုက် editing လုပ်မှဖြစ်တဲ့အချိန်မှာမိနစ်60ပဲပြမယ်မိနစ်30ကို edit လုပ်ပြီးတော့60မဟုတ်ဘူး60ပဲကြည့်ရမယ် နောက်တစ်ချက်ကတော့ English version နဲ့ပြသမယ်ဒါဘယ်လိုပြောမလဲစကလုံးတွေအားလုံးကိုမြောက်ကိုရီးယားကမြောက်ကိုရီးယား graphic တွေနဲ့အကုန်လုံး cover လုပ်ပြီးတော့ဒါ stadium မှာအစ broadcast ပြတဲ့ဟာတွေအားလုံးကိုဒီဒီသူတို့ vision တွေအားလုံးကိုသူတို့ကမြောက်ကိုရီးယားက graphic တွေနဲ့ပြအုပ်ဖြစ်မှာပြောချင်တာပြ English စကလုံးတွေ test တွေဘာတွေအားလုံးမမြင်စေချင်ဘူးထားပါတော့ဒါကိုခေဘာညာဘာညာ queen တွေမှာပါတဲ့ English စကလုံးတွေအားလုံးကိုသူတို့သူတို့ graphic တွေနဲ့အကုန်ပြအုပ်မယ် အဲပြီးတော့မှ LGBT ဒါ sign ဒီ symptom ဒီအလုံးကွင်းထဲမှာပါတာဒီအလုံးကိုသူတို့အကုန်ဖြုတ်တယ်ကတ်ကတ်လုပ်မယ်အတ်တစ်လုပ်ဆိုတော့ကိုရီးယားက ပြောမယ်ပြောလို့တော့ရဘူးเนาะပွဲတွေပွဲရလက်တွေတော့မှသူတို့နိုင်စီခြင်းတဲ့အသင်းတွေကိုဒါသူတို့အခုအဂါဒီယားမှာဖော်ပြထားတာဗောလေအချက်ကနံပါတ်1ပွဲက live မပြရဘူးအတစ်လုံးမယ်နံပါတ်2အချက်ကိုရီးယားကစားသမားတွေကိုအဲ့ live တဲကနေဖယ်ထုတ်အဲ့အဲ့အတစ်တဲမှာဖယ်ထုတ်ထားမယ်နံပါတ်3အချက်ပွဲကမိနစ်90မပြဘူး60ပဲပြမယ်နံပါတ်4အချက်အင်္ဂလိပ်စလုံးတွေအားလုံးကိုမြောက်ကိုရီးယားက graphic တွေနဲ့ပြန်အုပ်ဖြစ်မယ်နံပါတ်5အချက်က LGBT sign တွေအားလုံးကိုသူတို့အကုန်ဖြုတ်မယ် ဒါသူသူသူဘက်ကအဲ့အချက်တွေကိုလိုက်နိုင်ရင်သူတို့မြောက်ကိုရီးယားနိုင်ငံမှာပြပြလေးပွဲပြတာကိုပြုတ်မယ်ဆိုပြီးတော့ကင်ဂျွန်အန်ကဒါတောင်းဆိုထားတယ်အဲ့နေရာမှာဒါပြောလို့တော့မရဘူး ghost code တွေသူတို့စိတ်ချโอเคငါတို့ဒီနှစ်တော့ဒီသေးကိုပေးမယ် example ထားပါတော့ okay lease ကိုငါတို့ပေးလိုက်မယ်နောက်နေ့ကျရင် whatsapp ကိုပေးလိုက်မယ်နောက်နေ့ကျရင် အာစနယ်ကိုပေးမယ်ချယ်ဆီကိုပေးမယ်လီဗာပူလ်ပေးမယ်အဲ့လိုမျိုးကလုပ်ရင်လုပ်လားမသိဘူးသူစိတ်ကြိုက် attitude လုပ်သူစိတ်ကြိုက် goal score တွေထည့်ပြီးတော့ကျွန်တော်တခုပဲနားလည်တယ်သူတို့နိုင်ငံမှာ internet မရှိလို့လားရှိတယ်ဆိုရင် internet ကရောဘယ်လောက်ထိပိတ်ပင်ထားလဲမသေးကြတာတော့ကင်ဂျုံအန်ကသူပိတ်သက်တွေသူက premier league ပြသဖို့လက်ခံလိုက်ပြီးဒါပေမဲ့ကန့်သက်ချက်တွေနဲ့ဘောလုံးပိတ်သက်တွေက premier league ကိုတိုက်ရိုက်မဟုတ်တဲ့ attitude လုပ်ထားတဲ့အခြေအနေကနေကြီးစုခွင့်ရရှိမှာဖြစ်ပါတယ်လုံးဝစိတ်ဝင်စားစရာမလို့အားလုံးကျေးဇူးတင်ပါတယ်